အားလုံးမင်္ဂလာပါရန်ကုန်ရင်ကုန်း channel မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနှစ်တည်းမှာအလုံးကြောင်ရောတခြားအကြောင်းအရာတွေကြောင့် channel မှာဗီဒီယိုလေးတွေမတင်ဖြစ်တာတော့အတော်ကြာသွားပါပြီအခုရန်ကုန်ရင်ကုန်း page မှာရေးသားထားတဲ့ကုတ်ကိုင်းအနီးတဝိုက်မှာရှိတဲ့စိတ်ဝင်စားစရာအကြောင်းလေးများကို တင်ဆက်ပေးသွားပါမယ်ရှေးကကုတ်ကိုင်း ကုတ်ကိုင်းချိုင်ဝမ်းကုတ်ကိုင်းတောင်ကြားကုတ်ကိုင်းရွာစတဲ့1952လောက်ကဓာတ်ပုံအဟောင်းလေးတွေတွေ့မိတော့ရုတ်တရက်ကလောလူလူတောင်ပေါ်ဒေသလေးတစ်ခုလိုလိုခံစားမှုကိုပေးတယ်တောင်ကုန်းအမြင့်လေးတွေဝိုင်းထားပြီးညင်နှိမ့်ချိုင်ဝမ်းလေးတဲ့ဟိုတစုဒီတစုအိမ်စုကလေးတွေရဲ့စိမ့်စိမ့်ဆူဆူစိုက်ခင်းနေရတွေ့ရတာရန်ကုန်နှစ်ပင်မတူဘူး အနောက်ဘက်ကုန်းမြင့်ပေါ်ကရွှေတကုံဖျားကိုသာမမြင်ရလျင်ရန်ကုန်မဟုတ်ဘူးလို့တောင်ညင်းမိလိမ့်မယ်ဒီတော့မှဘကိုးရုံမတောင်နှန်းဟာမြောက်ဘက်ပူပားတောင်ကနေတောင်ဘက်တိန်ကုန်းတရကုန်းတော်အထိရှည်လျားတယ်တောင်ဘူးစာကလေးတွေအဖြစ်နဲ့ရန်ကုန်မြို့အတွင်းဖြာဆင်းသွားတယ်ဆိုတော့ညီမျက်နာတွင်မြင်အနေထားကို ပြန်သတိရမိသွားတယ်ဒါကြောင့်ရန်ကုန်မှာတိန်ကုန်းတရကုန်းကိုဝင်းရနေတဲ့ကုန်းမောင်96ကုန်းရှိတယ် အနိုင်အမြင့်လေးတွေနဲ့မြေပြန့်ကြီးတက်တက်ဟုတ်မနေဘူးလို့လူကြီးတွေကပြောဘူးကြတာကျွန်တော်လလန်းမီဖက်ရတလို့စူးစီးကြည့်နေတာကုံမောင်80နီးပါတော့ရလာပြီပို့ပြီးလဲစိတ်ဝင်စားကြရာကောင်းလာတယ်ဒီနေ့တော့ရှေးကကုတ်ကန်းရွာကုတ်ကန်းအရက်နဲ့ရန်ကုန်မှာတိန်ကုတ်တရကုန်းပြီးလျင်ဒုတိယအမြင့်ဆုံးလို့ဆိုတဲ့မောင်ပလဲဆန်ကုန်းကျောင်းဓာတ်ပုံလေးတွေနဲ့စူးစီးရတလို့ဘဟုတုတဖလဲမျှဝေသွားပေးပါမယ် ဗဟန်းမြို့နယ်ကကုတ်ကိုင်းဗဟန်းမြို့နယ်တွင်ပါဝင်သောကုတ်ကိုင်းမှာမွန်ဘာသာအမည်အတန်အတွက်ကောက်ကောင်ဖြစ်ပြီးမယွေးပင်ကုန်းဟူ၍အတိပ္ပယ်ရတယ်။ကုန်းမောင်ခေတ်ကာလကကုတ်ကိုင်းမှာကျေးရွာလေးတစ်ရွာဖြစ်ပြီး1824ပထမအင်္ဂလိပ်မြန်မာစစ်မှတ်ဖြစ်ပွားချိန်မှာတော့တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့စစ်တလင်းမြေအဖြစ်ပြောင်းလဲသွားတယ်။ တိမ်ပြူခန္တက်ကြီးမြနိုင်ခန္တက်ကမာရွတ်ခန္တက်ရွှေတဂုံခန္တက်စသဖြင့်မြို့ကိုအစင်းစင်လက်လွတ်ဆုံးရှုံးဆုတ်ခွာခဲ့ရတဲ့မြမာတို့ရဲ့နောက်ဆုံးတက်ဆွဲခုခံရာခန္တက်မြေလည်းဖြစ်ပါတယ်ထိုနောက်ပိုင်းကုတ်ကန်းအရက်မှာလူသူနေထိုင်မှုကင်းမဲ့သွားပြီးတစ်တောခြုံရင်းများပေါက်ရောက်ဖုံးလွှမ်းကမင်းမိန်ပျောက်ွယ်သွားပါတော့တယ်။ဂျပန်1884ကိုလိုနီခေတ်တွင်ချာတာဘန်မန်နေဂျာ အလက်ဇန်ဒါဝက်ဆန်ဆိုသူကကုတ်ကန်းရက်မှာဘင်္ဂလိုတလုံးဆောက်လို့၍ပြန်လည်နေထိုင်ခဲ့ရမှာတဖြည်းဖြည်းချင်းအိမ်များစတင်ဆောက်လုပ်လာတယ်ရွှေဒဂုံဖျားမြောက်ဘက်လေးမိုင်ခန့်သာ ဝေးကွာတာကြောင့်အရာရှိများ လူကုန်တယ်များကလည်းအိမ်ကြီးအိမ်ကောင်းများဆောက်လို့နေထိုင်လာကြတယ်။ငပြောခင်းနဲ့အခြားဆိုင်ကင်းများထွန်ရက်ဆိုင်ပြိုးကကုန်ကန်းအရက်အဖြစ် ပြန်လဲထွက်ပေါ်လာခဲ့ပါတယ်။ ကုတ်ကန်းအရက်ဟာစိတ်ဝင်စားစရာသမိုင်းကြောင်းများပြားသလိုရှေးဟောင်းအိမ်ကြီးများအဖြစ်လူသိများတဲ့ချင်းချောင်းနန်းတော်ချက်တာဘန်မန်နေဂျာ၏အိမ်ညာရိတ်ညိုဟိုတယ်ဖြစ်လာသည့်အင်္ဂလိပ်လက်ထက်ညိုရော်ဝင်း၏အိမ်စသည်တို့ရှိပြီးမူလအတိုင်းထင်းထင်းထားတဲ့ဖြစ်တဲ့လက်ရှိအမှုပညာကျောင်းဖြစ်တဲ့ကံမောဇာရိတ်တာခေါ်ချင်းချောင်းနန်းတော်လောက်သာယနေ့ခင်မှာတော့ကြီးရှုလေးလာခွင့်ရပါတော့တယ်။ မလန်းမကန်းမှာရှေးဟောင်းကုတ်ကိုင်းတရုတ်ပုံကြောင်းရှိသေးသလိုကုတ်ကိုင်းရက်ကိုအစွဲပြု၍ကုတ်ကိုင်းမှတ်တိုင်ကုတ်ကိုင်းရေကူးကန်ကုတ်ကိုင်းရေလောင်ကန်ကုတ်ကိုင်းလန်းဟု၍လည်းယနေ့တိုင်ခေါ်ဝေါ်သုံးဆွဲနေသေးပါပဲကုတ်ကိုင်းရေကူးကန် ယနေ့ထိအသုံးပြုစေကုတ်ကန်းရီကူကန်နဲ့ပတ်သက်လို့ Play Point တန်းနိုင်ရဲ့ interview မှ ဆိုပြီးရေးသားထားတဲ့မြန်မာပြည်မှာ Rockita ဆိုတဲ့စောင်းမတစ်ပုဒ်ဖတ်ပူပြီးထူးထူးခြားခြားအမတ်ရနေတာလေးရှိတယ်။ကုတ်ကန်းရီကူကန်ဟာကိုလိုနီခေတ်ကမျက်နှာဖြူတွေသာတီးတန့်ရီကူခင်ရပြီးမြန်မာလူမျိုးစုအနာကပ်ဖို့ဝေလုံးပါတယ်။ ချွင်းချက်အနေနဲ့မြန်မာလူမျိုးတွေမှာဆိုရင်ဥပဒူးဆိုတဲ့ BT Brothers Coffee ပိုင်ရှင်တယောက်သာရေကူးခွင့်ရတယ်ဆိုတာပါပဲ BT Brother Coffee လုပ်ငန်းကို1930ခုနှစ်မှာဥပဒူးကမေမြို့ဇီလန်စီးပွားရေးအချက်ချာနေရာလဲဖြစ်ဥရောပသားအများစုနဲ့လူကုန်တဲ့အတိုင်းဝိုင်းတို့ဈေးဝယ်လေးရှိတဲ့ White Waits Department Store နဲ့မျက်နှာချင်းဆိုင်မှာဖွင့်လှစ်ရောင်းချခဲ့ပါတယ်ထိုစဉ်ကညနေဖြူဥရောပသားတို့အတွက်သာ တီးတန့်ဖွင့်လှစ်ထားတဲ့မေမျိုးကလပ်မှာလည်း1930မှ1942ခုနှစ်အထိ12နှစ်တိုင်အောင် Pure and Fresh Coffee တင်သွင်းရောင်းချခွင့်ကိုတဦးတည်းကိုယ်စားလှယ်အဖြစ် ရရှိခဲ့သူလို့လည်းဆိုပါတယ်။ဒါ့အပြင်တထေးဥပတူဟာမေမျိုးမှာရေကူးကန်ဆောက်ပြီးမြမာတွေကို ရေကူးတဲ့ရင်ကျေးမှုထွန်းကားအောင် ပြိုးထောင်ပေးလို့မျက်နှာဖြူတွေရဲ့လေးစားတာကိုလည်းခံရတယ်။ ဥပဒုနဲ့ဆက်နွယ်ပြီးမှ ထိုခေတ်ကစီးပွားရေးလုပ်ငန်းရှင်မြန်မာလူချမ်းသာတွေဖြစ်တဲ့ဥပဖြူ၊ပလေးဝိုင်းသန်းနိုင်ဖခင် UNG အဆိုတော့ညီကိုတွေရာကိုကန်းရီကုကန်အသင်းဝင်တွေဖြစ်လာကြပါတယ်။နောက် rock guitar မှာလဲကိုကန်းရီကုကန် club ဆိုတဲ့ခင်မီတဲ့လူငယ်တွေ rock music ကိုတိခတ်ကြတဲ့နေရာ ဖြစ်ခဲ့မှုပါတယ်။ရန်ကုန်မြို့၏ဒုတိယအမြင့်ဆုံး Mount Pleasant ကုန်း အထက်ပေါ်ပြပါရှီဟောင်းအင်ဂျီအင်ကောင်းများရှိရာကုတ်ကန်းရေလောင်ကန်အနည်းကိုကိုလိုနီခေတ်ကမောင့်ပလဲဇန့်ကုန်းလို့ခေါ်တယ်။ရွှေဒဂုံဖျားတီရှိရာတိန်ဂုတ်ဒရကုန်းပြီးလျင်ရန်ကုန်တွင်ဒုတိယအမြင့်ဆုံးမောင့်ပလဲဇန့်ကုန်းဟာအမြင့်ပေ160နီးပါးရှိပြီးစိမ့်လန်းဆိုပြေသောနေရာအဖြစ် လူသိများတယ်။ ဓပုံဟောင်းများမှာမြင်ရသလိုပါပဲရွှေဒဂုံဘုရားစီတီတော်ရှိရာကုန်းမြင့်စီရုပ်လုံးကြွမြင်ကွင်းနဲ့ညဘက်မီးပူဇော်ခြင်းဆိုအလွန်တရာကြီးညိုပွဲကောင်းတယ်လို့ကုကန်းရေလောင်ကမှဝန်ထမ်းကိုတယောက်ကပြောပြဘူးတယ်ကဘာကြီးဖျားလန်းတောင်ပလဲလန်းကနေကံမောဇာလန်းအဖြက်ကုန်းမြင့်လေးတက်သွားလျင်တစ်ကြီးဝါကြီးပင်များနဲ့အနေမိုင်းချိုင်ဝမ်းအနေထားကိုတိတိတသာ တွေ့ရပါသေးတယ်။ မြို့ဝင်အိမ်ခြတာဘန်မန်နေဂျာအိမ်တို့ရှိခဲ့သည့်ဆိုတဲ့ဗတ်အချမ်းကတော့စီမံကိန်းမြေနေရာဖြစ်တာကြောင့်မမြင်ရသလိုဝင်လဲမရပါ အတွင်းရှိအစအဦးအဟောင်းများကတော့စီမံကိန်းကောင်တဲ့ဖော်စဉ်ကဖြိုချခံလိုက်ရ၍ချတာဘန်မန်နေဂျာအိမ်တလုံးသာကြံတော့သည်ဟုစိတ်မကောင်းစွာသိရပါဗျ။ ဒီလိုကျွန်တော်တို့နဲ့နီးတလူလူနဲ့ဝင်းနေတဲ့မြို့ပြရှိဟောင်းအဆောက်အဦအချို့ဟာပြောင်းမန်းမသိပဲတစားတစားဖြိုဖျက်ခံရရင်တတိထားမိချိန်မှာနှောင်းလူတို့အတွက်လေးလာစရာမကြံအောင်သမိုင်းပြောက်ရတာပါပဲကိုကိုင်းရေလောင်ကန်လူဦးရေပုံမထူးတဲ့များပြားလာတဲ့ရန်ကုန်မြို့အတွက် ရေဖြန့်ဖြူးပေးဝေရန်အင်္ဂလိပ်အစိုးရကကုတ်ကိုင်းတွင် ရေကာလန်တန်း20ဆန့်နှင့်မြေအောက်ကွန်ကရစ်အမျိုးအစားရေလောင်ကန်ကို1926မှာဆောက်လုပ်လိုက်တယ်။ကုတ်ကိုင်းရေလောင်ကန်လို့ပဲ အမည်တွင်တယ်။ကပိုင်းဖျားလန်းနဲ့ပလဲလန်းနောက်တွင်ရှိပြီးမြို့ပြင်ဂျိုးပြူကံမရေကိုအရှေ43မိုင်အချင်း56လက်မရှိတဲ့တမ်မနီပိုင်များဖြင့်တွေ့ယူတူလောင်းနေ ကုတ်ကန်းရေလောင်ကန်မှရေတွန်းတင်လျင်ရွှေတကုံတောင်ပတ်မုတ်ရေလောင်ကန်အထိရောက်သွားပြီးထုံမတဆင်စမ်းချောင်းအလုံးကြည်မြနိုင်ဒါမွေမင်္ဂလာတောင်ညွတ်တကုံလာတာလမ်းမတော်ဘဘဲတန်းကျောက်တရာဘိုးတထောင်နဲ့ပဇွန်တောင်မြို့နယ်များစီတို့ယနေ့ထိရေပြန့်ပြူးပြေဝေလျက်ပါရန်ကုန်ရန်ကုန်ဘီချ်မှာရေးသားဖော်ပြထားတဲ့ရှေးကရန်ကုန်ဆိုတဲ့ကုတ်ကန်းအနီးဝန်းကျင်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားတဲ့အကြောင်းအရာလေးများစူးစိဖော်ပြထားသမျှကိုခန်းစားနာဆင်ပေးလို့ကျေးဇူးတင်ပါတယ်။မတားစရာတစုံတရာရရှိသလိုညဝေစရာရှိရင်လည်းကွန်မန့်မှာရေးသားညဝေဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။